လာရှိတဲ့ချိန်ကာလမှာသေနံစံဝေခန္ဓာကြီးကြွားရောက်အပင်ချင်းမြင်ကြတဲ့နာဂေသမိခင်များနဲ့ကျောင်းသားမိဘများဓရဓမ္မများအားလုံးရှေးဥစွာနှုတ်ခွဆက်ပါတဲ့အလုံးပဲမင်္ဂလာပါဒီကဖောင်ဒေးရှင်းနေပြ ဆရာဘိုင်းတော်စုစုလိုင်ကပြောသွားတာလေးရှိတယ်လေခလေးတယောက်လူလားမြောက်ဖို့တရွာလုံးစောင့်ရှောက်စို့သူအဲ့လိုပြောသွားဒါလည်းမှန်ပါလေဒါပေမဲ့ဥသိရဲ့စိတ်ကြတော့တမျိုးဖြစ်တရွာလုံးလူလားမြောက်ဖို့တယောက်တည်းစောင့်ရှောက်စို့ကိုတယောက်တည်းစောင့်ရှောက်ခြင်းလေနော်ဒါပေမဲ့ရလာမေတော့မရပါဘူးလွယ်လားမေတော့လည်းမလွယ်ပါဘူး ကလေးတယောက်လူလားမြောက်ဖို့ဆိုရင်တေဝါလုံးဝိုင်းပြီးတော့စောင့်ရှောက်ရတယ်ဥဇင်းရဲ့စိတ်ကတရက်ပွက်လုံးလူလားမြောက်ဖို့စောင့်ရှောက်ရှင်တဲ့စိတ်တယောက်တည်းမှရှိဒါပေမဲ့ငါမပါပဲဟာမပြီးငါကြီးတော်လည်းပဲဟာမပြီးနော်ဟာအဲ့ဒီလို့ငါမပါရင်မပြီးဘူးကွာဒါပေမဲ့ငါတယောက်တည်းဆိုရင်တော့ပြီးမလားမပြီးပါဘူးအာရမဇူကြီးဖွင့်တယ်အဘွယ်စီနဲ့အတိုင်းဝိုင်းနဲ့ ်လောက်ရတာဖြစ်တဲ့ခါကျတော့တယောက်တည်းလှုပ်လို့ဘလို့မှမရအဲ့ဒါကြောင့်ငါမပါဘယ်ဟာမပြီးငါကြီးတော့လဲဘယ်ဟာမပြီးသူမပါဘယ်ဟာမပြီးသူကြီးတော့လဲဘယ်ဟာမပြီးဟာသူမပါလို့မဖြစ်ဘူးဒီပွဲမှာဟာလားဥမာဆိုကြပါစို့ခုတင်တဲ့ရှင်ပွဲဘသူတယောက်လိုတယ်ဟာသူမပါလို့မရဘူးသူတယောက်တည်းရောရမလားမရဘူးဒါကြောင့်သူမပါဘယ်ဟာမပြီးသူ့ကြီးတော့လဲဘယ်ဟာမပြီး မင်းမပါဘယ်ဟာမပြီးမင်းကြီးတော့လည်းဘယ်ဟာမပြီးဟာဒီဘွဲမင်းမပါလို့မရဘူးမင်းလိုက်ရမယ်ဒါပေမဲ့အဲ့ဒီမင်းတယောက်တည်းရောရမရပါဘူးဒါကြောင့်ငါမပါဘယ်ဟာမပြီးငါကြီးတော့လည်းဘယ်ဟာမပြီးသူမပါဘယ်ဟာမပြီးသူကြီးတော့လည်းဘယ်ဟာမပြီးမင်းမပါဘယ်ဟာမပြီးမင်းကြီးတော့လည်းဘယ်ဟာမပြီးမင်းသူငါအကုန်ဆုံးမှလုံးဆုံးပြည်စည်းတဲ့နော်မင်းလည်းပါ ငါလည်းပါသူလည်းပါဟုတ်တယ်မလားမင်းရောသူရောငါရောအကုန်ဆုံးမှဗါတယ်လေလုံးဆုံးပြည်စီဆိုတဲ့အတိုင်းဓမ္မစကုဟာနော်တန်ဃာပိုင်းရဲ့ဆရာဆရာမပိုင်းရဲ့ဓမ္မပိုင်းရဲ့နော်ကျောင်းသားပိုင်းရဲ့အပိုင်း၄ပါးရှိပါဟုတ်လားအပိုင်းဘယ်နှပိုင်းလဲ၄ပါး ဘုန်းကြီးတွေလည်းရှိရမယ်။ဆရာဆရာမတွေလည်းရှိရမယ်။ဒကာဒကာမလည်းရှိရမယ်။ကျောင်းသူကျောင်းသားလည်းရှိရမယ်။အဲ့ဒီ၄ဦးဟန်ချက်ညီမှတိုးတက်ပါပါ။ကိုသိတို့ထိုင်နဲ့ခုံတလုံးလိုပေါ့။ခြေတော်ဘယ်နှချောင်းပါလဲခုံပါ။တချောင်းဖြုတ်ကြည့်လိုက်။တဲနိုင်ပါမလား။မတဲနိုင်တော့ရိုက်သွားမယ်။မလဲရင်တော့ဘာဖြစ်မလဲ။ရိုက်သွားမယ်။ ဒါကြောင့်အဲ့ဒီ၄ဥဟန်ချက်ညီဖို့အရေးကြီးတယ်။နော်တယောက်တည်းလဲလုံးလုံးမရဘူး။ဘလောက်ပဲတယောက်တည်းလှုပ်ချင်လှုပ်ချင်တယောက်တည်းကြိုးစားလို့မအောင်မြင်နိုင်ဘူး။တယောက်တည်းကြိုးစားလို့အောင်မြင်နိုင်ရှိတယ်လို့မအောင်မြင်တာတွေလည်းများစွာရှိတယ်။အခုလိုဖွယ်စည်းနဲ့လောက်ရတဲ့အလုပ်ကိုဆိုးတာ။ဒါကြောင့်မင်းသူကအကုန်ဆုံးအောင်ဓမ္မသောတိဓမ္မစကုကိုဝိုင်းဝန်းကိုကြီးအပိတ်ဖို့ဒါဟောရအပိုင်းစတရက်အနေနဲ့လည်းပဲထက်ပြောပါတယ် နော်နောက်ပြီးတော့မနေ့ကတော့ဟာသို့သွားတဲ့ဟဲ့လားအစီအစဉ်တွေတအားများတဲ့အခါမှာမနေ့ကတော့ဟာသူတို့ဖြောပြေးကြီးကိုတဝက်နော်စေနစင်ဘောကိုတဝက်ခေါ်ပြီးတော့လုပ်လိုက်တော့မနေ့ကဖြောပြေးသွားတဲ့သားရီသမီးတွေဟာသူတို့ရတဲ့စုငွေလေးတွေပြန်ပြီးတော့လှူသွားကြတာအလုံး9,000 9,000တဲ့6,000 ပြန်ပြီးတော့ဓမ္မစကုရံမုံငွေဖြစ်လှူသွားယူဖို့စိတ်ကူးကမရှိဘူးဘုရားတို့စာတေလုံးကဘဂုံးမြို့မန္တန်ကြီးပါဠိတော်ကျောင်းတိုက်ကဆရာတော်ကြီးမိတ်ပူးတယ်မမင်းတို့ရှိကဘာမှမတောင်းကွာမင်းတို့ရှိကငါဘာမှလှူမခံဘူးကွာ ဘုရားကတော့ပြီးတော့ဆရာတော်ကြီးကိုသတင်းကြွကြော့တော့ပေးတဲ့ဩဝါဒလေးသူရိမှတ်မိမင်းတို့လာကြော့ပါလို့ငါမပြောဘူးတဲ့ငါဘာလှူပါလို့လဲငါမပြောဘူးအခုလို့အလိုက်တသိလေးလာပြီးတော့လှူတာကိုတော့ငါဝမ်းမြောက်ဝမ်းသာလက်ခံတယ်ကွာနော်ဆရာတော်ကြီးကဆရာတော်ကြီးကလှူခံလားဆိုတော့အလှူမဒါပေမဲ့အလိုက်တသိလာလှူတာကိုတော့ဗါတယ်လေဝမ်းမြောက် ဝမ်းသာလက်ခံတယ်တိမာတော့ဆင်းရင်ကရေးပေးထားတယ်เนาะဘယ်တန်းဘလောက်ဘယ်တန်းဘလောက်ဦးစင်ဖတ်မပြတော့ပါဘူးကြာသွားမှဆိုတော့အားလုံး9သိန်း9600တာရတဲ့တပီးတွေကသူတို့ရဲ့အမှုပညာကြီးလေးနဲ့ဟုတ်လားဓမ္မစကုကိုထောက်ပံ့သွားတာဘုံဘုံအလှမခံပေမဲ့အခုလိုအလိုက်တတိလှူသွားတာကိုတော့ဝမ်းမြောက်ဝမ်းသာလက်ခံပါတယ်ဝမ်းလဲဝမ်းသာပါတယ်ဩပရမညင်းနေမယူဘူးပြောတော့ဒီတဲ့ခါကျတော့ဩ သူတို့ရတဲ့လူပညာရေးလေးနဲ့ဟဟလားဓမ္မစကုတစ်ဖက်တလန်းထောက်ပံ့တာပဲလေဆိုပြီးတော့လက်ခံထားလိုက်တယ်အဲ့ဒါရရှိတယ်ပေါ့ငကေကြီးကစပြီးတော့အတန်းဆုံးလူသွားကြတယ်ဆိုတော့ပြောကျင်တာကဒကာဒကမတွေကိုလည်းပဲမလေးရသင်္ဍန်းစင်ပွဲမှာတော့ဟဟလားအခမ်းအနားမှုတွေပါတယ်ကမြောင်များစွာသင်္ဍန်းစင်ပွဲကြီးကိုကုန်ကြခံပြီးတော့လုံလရတဲ့အကြောင်း ။ဘာကြောင့်ညာကြောင့်ပေါ့။ပညာသွားတဲ့။ဒါပေမဲ့တယောက်တည်းကုန်ကြသွားတာမျိုးတော့မဟုတ်ပါဘူး။နိဗ္ဗာန်စီမဲစရင်နောက်ကြပြီးတော့ဟာလာနောက်ကြတဲ့သူတွေစိုင်းမခင်းနိုင်တဲ့သူတွေကလည်းပဲအတူတယောက်စနော်။အနေငယ်လူတန်းထားတာတွေလည်းရှိပါတယ်။ဒါတွေကတော့စင်စရာတွေဥသိလို့မကျင်ညာပါဘူး။စင်ရံမကျင်ညာခြင်းရှင်းတန်းမလုတ်ချင်းသည်ဥဒေစင်ရှင်းတန်းလုတ်လိုက် ဘေးသက်ကဥသိင်းကိုအများကြီးထပ်ပေးရတယ်ဟုတ်လားဘာဖြစ်လို့လဲကိုဆိုက်ရတာများဟာတမန်သူကြောင်းသားတွေအများကြီးပဲအနိုင်မဲ့ဈေးတွေအများကြီးပဲဖုံးရတော့ထောပြီအမဒီလိုပြောတဲ့လူကလည်းရှည်သေးတယ်ဟုတ်လားထောလားမထောလားတော့မသိမရှိမဲ့ရှိမဲ့အထုံပြုတ်သွားတာတော့တေချာပဲအဲ့ဒါလေလူကနာမဟုတ်ဘူးပြောပြတာဟုတ်လားပြောပြတာနော်လိုက်တသိလှူရင်တော့ဗာလဲဝမ်းမြောက်ဝမ်းသာလက်ခံတယ်ဒါလေးတွေပြောတယ် ပြီးတော့သားတို့သမီးတို့ကိုထုမှားခြင်းသူ့သားလေးကိုနော်သူ့သားလေးကိုအမေကပြောတဲ့စကားလေးအဲ့ဒါဘုံဘုံသင်္ဏဆင်းဘွယ်နောက်ဆုံးတနစ်တာရဲ့နောက်ဆုံးခြေနောက်တစ်ပတ်တနေ့ကတည်းကဆိုရင်သားတို့သမီးတို့နဲ့အခုလို့ဆောင်ရတော့မှာမဟုတ်ဘူးဟုတ်လားအဲ့တော့နောက်ဆုံးနေ့မှာဘုံဘုံဒီကြပြားလေးကိုစကားပြေပြန်ပြီးတော့ဇာယူအောင်သင်ပြန်ထားတဲ့အတိုင်းလေး ြန်ပြောပြရမြန်မာပြန်လိုက်ရင်ကဗျာလေးရဲ့နာမည်ကဘာလဲလဲသာရှစ်တိုးတဲ့စရိပရဲ့ဘာလဲဆိုတော့သာရယ်လောကကြီးမှာအမေးရဲ့စိတ်ကိုပြန်မှန်းစင်းရအောင်မလုပ်နိုင်ဆုံးမှာသာပါပဲနော်ဘာလဲလဲအမေးရဲ့စိတ်ကိုပြန်မှန်းစင်းရအောင်အလုပ်နိုင်ဆုံးမှာသာပါပဲအမေးရဲ့နှလုံးသားကို အပူလောင်ဆုံးလုံးနိုင်ဆုံးဟာလဲတားပါဘူးသူတားဘလောက်ဆိုးလဲမသိဘူးနော်ဘာကြောင့်လဲဆိုတော့တဲ့အမေရဲ့နှလုံးသားဗဟိုမှာတားရှိနေလို့ပဲဒါတို့သမီးတို့အဲ့ဒါမိဘတိုင်းရဲ့နှလုံးသားရဲ့ဗဟိုမှာဘယ်သူရှိမယ်ထင်လဲပြောပြောဘယ်သူရှိမယ်ထင်လဲတားဆိုတဲ့နေရာမှာသမီးလဲပါတယ်နော်အမေရဲ့စိတ်ကို အစင်းရဲဆုံးလုံနိုင်တာလဲငါသားပဲအပူလုံလုံးလုံနိုင်တာလဲဘယ်သူလဲလဲငါသားပဲဘာဖြစ်လို့လဲအမေရဲ့နှလုံးသားပကိုမှာတားရှိနေလို့အဲ့တော့သားတို့သမီးတို့ရေမှတ်ထားသားတို့သမီးတို့ရဲ့မိဘတွေရဲ့နှလုံးသားဘဟုတဲ့တဲ့မှာသားတွေသမီးတွေရှိသားတွေသမီးတွေရှိတဲ့အခါကျတော့ဒီမိဘကို စိတ်ချမ်းသာအောင်အလုပ်ပေးနိုင်ဆုံးသူဟာလည်းဘယ်သူလဲသာသမီပဲသာသမီအောင်မြင်တာကိုကြည့်ပြီးတော့မိဘတွေစိတ်ချမ်းသာတာဟာဘယ်အရာနဲ့မှမလဲနိုင်နော်ဘယ်သူမှလုပ်မပေးနိုင်အဲ့ဒါသာသမီပဲလုပ်ပေးနိုင်အေးသူ့ရဲ့စန့်ကျင်ဘက်မိဘတွေအပူလောင်ဆုံးအလုပ်နိုင်ဆုံးသူဟာလည်းဘယ်သူလဲသာသမီပဲ ဘာဖြစ်လို့လဲမိဘတွေရဲ့နှလုံးသားဘုံမှာဘယ်လိုရှိနေလို့လဲသာသမီရှိနေလို့ဒါကြောင့်တဲ့ငါသားရဲ့တဲ့အမေရဲ့စိတ်ကိုမြူးကြွပါအလုံးနိုင်ဆုံးသူဟာဘသူရှိအောင်ပါလဲဒီဘာရီရဲ့စိတ်ကိုအပျော်ရွှင်ဆုံးအမျိုးကြွဆုံးအလုံးနိုင်ဆုံးသူဟာလည်းဘသူပဲလဲပြောပြောကြဲကြဲပြောဘသူလဲကြောက်နေတာဟုတ်လား ဆိုတော့သားတို့သမီးတို့မိဘအောင်စိတ်ဆင်းရဲအောင်လုပ်မလားစိတ်ချမ်းသာအောင်လုပ်မလားကြိတ်တယ်နေကြိတ်တယ်နိုင်ရွေးလို့ရနော်မြတ်ဗုဒ္ဓကခေါ်တယ်ငါဖះဟာလမ်းပြရတဲ့ဖះဟာဗာလဲလမ်းပဲပြရတာလမ်းဆုံးအောင်လိုက်မဖို့နားလဲလားဒီဟောတာသားတို့ပေးဘူးတဲ့ဖះကနိဗ္ဗာန်ကိုဒီလမ်းကသွားရင်ရောက်တယ်ကွာအဲ့လိုသွားကြလမ်းပြောင်းလိုက်တယ် သွားတဲ့လူဘာဖြစ်လဲရောက်သွားမှာပဲသွားတဲ့လူဘာလဲဘုရားကဒီလိုနိဗ္ဗာန်လဲတိတိကြီးညွန်ပြထားပါလေနဲ့ဝိုးခွေဒီခွေသွားနေရောက်ပါမလားခုချိန်ဒီမရောက်သေးတာဥစဉ်တို့ဒကာရမတို့သားတို့သမီးတို့ဘာဖြစ်လို့လဲလမ်းညွန်အတိုင်းမသွားလို့ဟုတ်လားဒီမှာတိုင်ခမ်းနံပါတ်တွေနော်တိုင်ခမ်းပေါင်း203ခန်းရှိတဲ့ခါကျတော့မြေပုံဆွဲပြီးလမ်းညွန်ထားတယ်အဲ့ဒီလမ်းညွန်တိုင်းရှား လမ်းညွန်မကြည့်ပဲလာလာတော့မမေးနဲ့လမ်းညွန်တွေလည်းကတ်ထားတယ်ဟုတ်မှန်မှန်တော့ကတ်ထားတာရှိတယ်နော်အဲ့တော့ဘုန်းကြီးကလမ်းညွန်ဝေးထားတယ်လမ်းညွန်မကြည့်ဘူးလမ်းညွန်တိုင်းမသွားပဲနဲ့တွေ့ကြရဆိုင်ကမ်းပေါ်တော့သွားမတင်ညာဟုတ်လားအဲ့တော့ပြောချင်တာကဦးဇင်းတို့ဒီမြတ်ဗုဒ္ဓရဲ့ဓမ္မတွေကိုကြည့်ပြီးတော့မြတ်ဗုဒ္ဓဟောတဲ့အတိုင်းလိုက်ပြီးတော့နောက်ကနေပြီးတော့ဦးဇင်းတို့ကထက်ဆင့်လမ်းညွန်ပါမှာဒါကြောင့် ဒီလမ်းသွားရင်ဒီကိုရောက်ခဲ့သာရုသမီးတို့အကောင်းရဲ့အဆိုးရဲ့အကြောင်းရဲ့ကျိုးရဲ့ခွဲခြားသိဖို့တစ်နှစ်လုံးဩဝါဒတွေနာပြီးတော့တစ်နှစ်လုံးသင်ခန်းစာတွေသင်ယူခဲ့ပြီးပြီးဒီလမ်းကိုငါရွေးချယ်မလဲဆိုတာကိုကိုပိုင်ညာနဲ့စဉ်းစားအေးတခုမှတ်ထားမှာငါမိဘတွေရဲ့နှလုံးသားပေါ်မှာငါရှိနေပါလားနော်မိဘတွေရဲ့နှလုံးသားပေါ်မှာဘယ်လိုရှိလဲသာသမီးတွေရှိတယ် အဲ့ဒီတော့ငါသားရဲ့တဲ့ကမ္ဘာလောကကြီးဆိုတာကဲ့ရဲ့တင်းကျူစကတင်းဆိုတဲ့လောကကြီးလောကကြီးတိတ်တော့ဆရာကောင်းတဲ့သားတွေတပည့်အမြင်အားကြီးလောကရဲ့ဒုက္ခလောကပေးတဲ့ဆူယူတွေခံအောင်မှာဒါကြောင့်လောကကြီးဆိုတာကဲ့ရဲ့တင်းကျူစကတင်းဆိုတဲ့လောကကြီးငါသားတဲ့မောင်မှာခတ်ထန်တဲ့လောကကြီးသူသားပြောနေတာမှားနေတာနော် အဲ့တော့ဘုံဘုံလည်းတည်နေဆင်းဝဲနောက်ဆုံးနေမှာမှားပါလေဒါလိုသတိလောကအလယ်မှာရှောင်လန်းရမယ်ဒီရှေ့ကြီးကျန်သေးတဲ့ခက်ခဲတွေတွေ့မယ်အချက်သေးတွေတွေ့ဒါကြောင့်လောကကြီးဆိုတာမောက်မှားတတ်တဲ့လောကကြီးဒါကြောင့်ငါသာတဲ့ဒဇုံတစ်ခုနော်ဒဇုံတစ်ခုမြင့်မြတ်တဲ့အလုတ်တစ်ခုကိုလုံးတော့မယ်ဆိုပါအလုတ်တဲ့လေမြင့်မြတ်တဲ့အလုတ် ပြောပြောသားတွေတပည့်တွေဘာလုပ်လဲဒဇုံတခုကြီးကျယ်မြင့်မြတ်တဲ့အလုတ်တခုလုံးတော့မယ်ဆိုရင်အမေပြောစမ်းမရစီဖြစ်နိုင်တယ်ဆိုရင်ပေါ့တိုင်းနော်သူ့သားကိုလုံလဲလုံစီရှင်ဒါပေမဲ့ပင်မန်းမှလည်းကြောက်အဲ့ဒါဘုသူမေတ္တာမိဘမေတ္တာအမေပြောစမ်းမရစီဖြစ်နိုင်တယ်ဆိုရင်ပေါ့တိုင်းဟဲ့ တဏှာဆရာကြီးနဲ့ပြောတာတော့ခိုင်းလေခိုင်းရတဲ့ခိုင်းလေမခိုင်းရဖြစ်နိုင်တဲ့ဆိုရင်ပေါ့တားရဲ့အဲ့ဒီမာနာကြီးတဲ့လောကကြီးဟုတ်လားလောကကြီးရပါလေမာနာကြီးတဲ့မာနာကြီးတဲ့လောကကြီးဒီလိုသားမျိုးမွေးထုတ်ပေးနိုင်ပါလားလို့အမေခြေရင်ဒုတုတ်ဆင်းလာတုံးလက်ပြဆမ်းမှာတားရဲ့နားလေလားသားတို့ဒီလို မာနကြီးတဲ့လောကကြီးအမိတ်ချေရင်ဒုတုပ်ပြီးတော့ဆင်းသွားပါလေသူ့ငယ်ပြစ်ဆန်းဒါလူငယ်တို့တည်းကြီးနော်ဒါလူသမီးတို့ဘုံဘုံပြောမယ်ဟုတ်လားဘုံဘုံမှားမယ်တပည့်ချစ်တို့ဟုတ်လားဒါချစ်တို့ဒီပါရရဲ့ကိုစားဘုံဘုံကနေပါတယ်လေတပည့်ချစ်တို့ဒါလူသမီးတို့မိဘတွေကို ဒုက္ခပြေမလားဒုက္ခပြေမလားကိုယ့်အကူတွေးเนาะသာရသမီးတို့ရဲ့မိဘတွေကိုအစင်းရဲတွေအစင်းရဲဆုံးပေးနိုင်တာလဲသာသမီးပဲချမ်းသာဆုံးပေးနိုင်တာလဲသာသမီးပဲဘသူမှသာရသမီးတွေတော့မိဘတွေကိုချမ်းသာမပေးနိုင်ဘူးဆင်းရဲလည်းမပေးနိုင်အဲ့ဒါကြောင့်လို့ကိုယ်လျှောက်လမ်းရမယ်ဘဝကိုမိသားစုအခက်ခဲเนาะကိုရက်ွက်ရဲ့အခက်ခဲများစွာရှိမယ်ကိုမျိုးရဲ့အခက်ခဲ အဲ့ဒီအခက်ခဲတွေအားလုံးကိုသားရဲ့တပည့်တွေဘာလို့တော့ဖလက်လဲပြောပြောဘာလို့မလဲသားရဲ့တပည့်တွေပြေမရဲ့ရှေ့မှာအဲ့ဒီဒုက္ခဆိုတာကြီးနော်ဆင်းရဲတယ်ဆိုတာကြီးဒုက္ခဆင်းသွားသားရဲ့ဘာလို့ပြောပြောဘာလို့တော့မဲ့ပြောအော်အဲ့ဒီတော့မှာအဲ့ဒီဒုက္ခဆိုတဲ့အရာကြီးဆင်းရဲဆိုတဲ့အရာကြီးကလေဟာ ကိုပြိပါရှိနော်ဒီလိုသားမျိုးနော်ငါ့ကိုနိုင်တဲ့ဒီလိုသားမျိုးငါ့ကိုနိုင်တဲ့ဒီလိုသမီးမျိုးဝေးထုတ်ပေးတဲ့အမေပါလားအဖေပါလားဆိုပြီးတော့ကိုမိပါရှိမှအဲ့ဒီစင်ရဲတုံးကြီးကဘာလာလဲဒူးလာတော့ဟုတ်တယ်ဒါကြောင့်မလို့သားတို့သမီးတို့ကိုတင်တဲ့ဆင်းပွဲရဲ့နောက်ဆုံးနေ့ပုံပုံမှာလည်းမကောင်းတာမှန်မှန်များနော်ချုပ်ပြောလိုက်စင်ရဲတာလည်းမကောင်းနော်စိတ်ရင်းထားလည်းမကောင်း မကောင်းတာမှန်သမျှမိဘနှစ်ပါးရဲ့ရှေ့မှာဒုတုံစင့်ဖို့သားတို့သမီးတွေတော့လဲပြစ်ကြပါဘုံမောဟောရတာပြေးဒီကုန်းချုပ်ပါလေအလုံးသားတို့ပေါ့